င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TVO မြန်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။တာဝရီအချင်းထောင်မှာပြီးခဲ့တဲ့မေလ23ရက်နေ့ကစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့်နှလုံးရောဂါ၊သွေးတိုးရောဂါဝေဒနာခံစားနေကြရတဲ့နိုင်ငံရေးကျန်းသားတအုပ်ဖြစ်တဲ့ဥကြော့စိုးခေါ်ဥဇော်နှစ်တည်ဆောင်းခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအချင်းသားများကွန်ရက် PPNM ကဂျွန်လ12ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ ။ဦးကျော်စိုးခေါ်ဦးစော်နယ်ဟာပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလဲကူမြို့နယ်လဲကူမြို့မရဲစခန်းမှာပုံမှန်90စားမင်ဆွဲနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်10နှစ်6မှတ်ခံထားရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်တွင်းမှာစေဝါဆောင်ရှားမှုလုံလောက်စွာမပေးခဲ့တာကြောင့်နိုင်ငံရေးကျင်းသားများအပါအဝင်အချင်းကြားခံနေရသူတွေဟာယောဂဖြစ်ပွားတာတွေဆေးကုသခွင့်ဆုံးရှုံးလို့ယောဂအခမ်းတွေပုံမဆိုးဝါလာတာတွေတည်ဆုံးတဲ့အခြေအနေတွေမဟုတ်ပဲအသက်ပေးရတဲ့အထိဖြစ်ပွားနေရတွေရှိရလို့ဆိုပါတယ်ဒါပြင်ဂျွန်လာတရရဲ့အထီးစေဝါဆောင်ရှောင်းမှုမလုံလောက်တာကြောင့်တည်ဆုံးခဲ့ရသူနိုင်ငံရေးအကြံအစည်အဝေးထိရှိခဲ့ပြီးဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါရရှင်။ အေရီတိုင်းငတိုင်းချောင်းမြို့နယ်15မိုင်အကွာမှာရှိတဲ့3လေးလေးအမြောက်တိုင်ရင်ကဟောင်ဝင်စာလက်နက်ကြီးတွေနဲ့ drone စင်ပါတဲ့အမြောက်တွေကိုကျုံပြော်မြို့မှာရှိတဲ့အမှတ်36ခြေလင်းတိုင်ရင်တွေကိုပြောင်းရွှေ့ထားတယ်လို့စစ်ကောင်စီတပ်ဖွဲ့နဲ့နေဆက်သူတွေစီကသိရပါဗျ။အာမတ3လေးလေးတက်အနောက်မှာခန်းစစ်ကရုတ်ကျင်းတွေအတားအဆီးတွေပြုလုပ်ထားပြီးဂျွန်လ12ရက်နေ့မနက်6နာရီကအမြောက်တပ်ထဲမှာရှိတဲ့ဟောင်ဝင်စာလက်နက်အပါအဝင်အမြောက်တွေကိုကျုံပြော်တက်ကိုပြောင်းနေတယ်လို့သိရပါဗျ။ ။လက်နက်ကြီးတွေကိုမိုးကနဲအုပ်ပြီးကားလေးကြီးနဲ့တယ်လာတာတွေ့ရကောင်းမနက်6နာရီကျော်လောက်မှာ36တပ်ထဲကိုဝင်သွားတယ်လို့မျက်မြင်တွေ့ရှိသူဂျုံပြောဒေသခံတယောက်ကပြောပါရယ်။ AR နဲ့ရခိုင်နယ်စပ်ဒေသတွေမှာရခိုင်တပ်တော် A ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ကရခိုင်ရုံးမဘက်ကနေ AR တိုင်းအတွင်းဝင်လို့ရတဲ့လမ်းကြောင်းတွေမှာလုံခြုံရေးတင်းကျပ်ထားတာပါ။ ။အထအပြင်ဟီဂျီနဲ့ငတိုင်းချောင်းမျိုးနဲ့အဆက်တွေမှာလည်းခန်းစစ်နဲ့အတားဆီးတွေပြုတ်လုထားတယ်လို့ဒေသခံတွေစီကသိရပါဗျရှင်။တောင်တီးမြို့မှာမိုးရွာသွန်းတာများရင်ရက်ွက်တချို့မှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီးပြည်သူတွေအခက်အခဲတွေကြုံတွေ့နေကြပါဗျ။နှင်းနှင်းတရင်ပေးပို့ထားပါရရှင်။မကွေးတိုင်းပွင့်ဖြူစကုစလင်းစားရမိုးကြုံနံစိတ်ပြူတဲ့ဒေသတွေမှာပြီးခဲ့တဲ့မေလ25ရက်နေ့ကနေဂျွန်လ9ရက်နေ့အထိမိုးဆက်တက်ရွာသွန်းခဲ့တာကြောင့် မိုးကြုံနှံတွေဤက6တောင်းကျော်နှစ်မြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။ဆက်သက်ရွာသွန်းခဲ့တဲ့မိုးကြောင့်နန်းဆိုင်ခင်းတွေပျက်စီးကုန်ပြီးပျက်စီးဆုံးရှုံးမှုများခဲ့တာကြောင့်အရှုံးသာအဖက်တင်ခဲ့တယ်လို့ပွင့်ဖြူမြို့နယ်ကနန်းဆိုင်တောင်သူတယောက်ကပြောပါတယ်။ကျုံကဆရာမပထမစားရပြီးတော့စိုက်ပြီးကြတဲ့အတော့ကျွန်တော်တို့ဟိုပုံမှန်တော့အစဉ်ပြေးတာပေါ့နော်။နောက်မိုးမရွာတဲ့ခါကျတော့ကျွန်တော်ရေဖြန့်ရတယ်။ရေဖြန့်ရကြလဲအစဉ်ပြေးနေရပဲ။အရေဖြန့်လို့ပင်လေးတဲ့တကယ်ကောင်းလာပြီလဲဆိုတော့ တကယ်မိုးကလိုတဲ့အချိန်မှာရွာလိုက်တာအလုံးတမင်းရွာပလိုက်တဲ့ခါကျတော့ကျွန်တော်ကပျက်စီးမှုကဖြစ်သွားတာလေအသေးတည်းလည်းကုန်တော့ဘာဖြစ်လဲကျွန်တော်ရေးဆိုရင်နှစ်ချိန်ဖြန်းပြီးသားလေနှစ်ချိန်ဖြန်းပြီးသားဆိုတော့ကျွန်တော်လူကနဲ့စီဖို့နဲ့ဆိုကိုမနေကုန်တာလေတချိန်ဖြန်းရလို့ရှိရင်အဲ့တော့အခက်အခဲကဘာဖြစ်လဲလောလောဆယ်ဆုံးဆုံးမှုကအဖတ်တင်သွားတာပေါ့ဘယ်လိုဖြစ်လဲဆိုတော့ကုနှန်းကနေရဘလို့မှကောင်းနိုင်စရာမရှိတော့ဘူးလို့သိပြီးသွားအများဆုံးအဖြစ်အပျက်စီးကများသွားပြီလေ စိတ်ချင်စောတဲ့နန်းခင်းတွေမှာအပင်တွေရင်လာသလောက်ရှိပေမဲ့ရင်းနဲ့အတူရိတ်တိမ်ရတဲ့နန်းဟာအပြည့်အစင်းများနိုင်တယ်လို့ရိတ်တိမ်ပြီးနောက်ပိုင်းမိုးရွာလာရင်လည်းတဘာဝနေအောင်ကြည့်နဲ့အချောက်ခံထားတဲ့နန်းတွေဟာပျက်စီးလာဖို့ပဲရှိပါတယ်။ပွင့်ပြူမျိုးနဲ့အရှိပိုင်းကနန်းဆိုင်တောင်တူအမျိုးသမီးတယောက်ကတော့လဲလို့ရင်နစ်မွန်းလာတဲ့ဘဝအခြေအနေကိုပြောပြပါရတယ်။อืมလှုပ်လဲမလှုပ်ချင်တော့စိတ်လည်းပြက်တာပေါ့အလိုမျိုးလေးပေါ့မလှုပ်ချင်တော့လည်းစိတ်ပြက်တော့လည်းကဲကိုကြီးနေလည်းမလှုပ်လို့လည်းမဖြစ်ရာနှိုးရာနှိုးနဲ့အဲ့လိုလုံရင်လုံရင်နေပဲပေါ့ဒီလိုပဲနေရတော့တာပေါ့ ကိုလေးလည်းဒီပြင်ဟိုလောက်ပါလားဆိုလဲငွေကြီးရခက်ခဲရှိရလေခက်ခဲရှိရောမလောက်ဖြစ်ဘူးပေါ့ဒီပြင်လောက်ကြရလဲအလိုမျိုးပေါ့ကိုဒါလေးနဲ့ပဲယာနု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 လိုရင်းနဲ့ညစ်နေညစ်နေတာတော့တော့ပေါ့အလိုမျိုးတဘာဝဘေးကြောင့်နန်တီနန်တွေပျက်စီးသလိုပြီးခဲ့တဲ့မိုးစပါးရာသီမှာဆက်ပြူခဲ့တဲ့အညာဒေသထိတ်တန့်စပါးလို့ပြောလို့ရတဲ့အီယာမင်းစပါးတွေလည်းထိုက်တဲ့ဇီးရင်မရတဲ့အပြင်စပါးဝယ်သူနဲလို့မရောင်းရတဲ့အခြေအနေမှာရှိနေပါတယ် ိုးစပါအပြီးဆောင်းတင်းနံကလဘဲပဲကြီးပေါ်ချိန်မှာလဲဈေးကွက်ပြက်ခဲ့ပေမဲ့မိုးကြုံနှန်းကိုအတင်းဆိုင်ပြုတ်ခဲ့ပေမဲ့လဲအခုလိုပစ္စည်းဆုံးရှုံးမှုနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။တောင်သူတွေမှာစပါးစည်းပြက်တယ်လို့ကလဘဲဈေးတွေလည်းကျပြီးနန်းတွေလည်းမရသေးတဲ့အတွက်လက်ရှိ2025မိုးစပါးရာသီမှာလဲစပါးဆိုင်ပြုတ်စီအခက်အခဲတွေရှိလာပြီးစိုက်အိတ်ကရှော့ချဆိုက်ပြုတ်မဲ့တောင်သူတွေပုံများလာပါတယ်။ဒါကြောင့်တနစ်ကိုရာသီမလတ်3တီးဆိုက်ပြုတ်ကြပေမဲ့လဲ ဒီနန်တိုင်းအပျက်စီးဆုံးရှုံးတွေရင်ဆိုင်လာရတဲ့အခါစိုက်ပျိုးရေးလုပ်ငန်းဟာအကျိုးစီးပွားမဖြစ်တော့ဘူးလို့တောင်သူတွေကတုံ့တက်လာကြပါတယ်။မဖြစ်နိုင်တော့ဘူးဆိုတော့အခုတောင်သူတွေကတောင်လဲလဲကနေပြီးတော့စီးပွားဖြစ်ဖို့ဆိုတာအသိပေါ့မျောလင်းလို့မရတော့ဘူး။လဲကဈေးကောင်းတယ်သူတို့ဈေးကောင်းသလောက်ကျွန်တော်ဒီအကျိုးမြတ်ငွေရင်းနေတဲ့ပုံမှာအမျိုးအကျိုးမြတ်ကအသိမရအောင်။ဟောအခုထောက်ဆောက်ပေါ့နော်။ဟိုကလည်းမူခါမို့လို့ဒီလဲကူလဲကူမို့လို့ထောက်ဆောက်တော့သူတွေကမှာအဆုံးပြီးရင်အဆုံးပေါ်လာရှိတယ်။ဟောကိုရင်းနေရင်းနေတော့ဆုံးတာဟုတ်။အိကံပြများများတော့ဆုံးတယ်။ဆုံးတော့ကျတော့ နောက်ဆက်ဆက်လုပ်ဖို့ဟာကဟိုပြီးဆိုပိုင်ဆိုလုပ်သလိုနောက်ပိုင်းပေါ့နော်ပြောဆိုအရင်နေ့မတက်နိုင်လို့စောစောများဒီဘက်မှာတိတ်မလုပ်ချင်တော့ဘူးလေဦးလည်းနည်းနစိတ်ကုန်သွားပြီဆလင်စကူပွင့်ဖြူစတဲ့အရာတွေမြင့်အနောက်ဘက်ကန်ရှိဒေသတွေဟာမိုးရသည်မှာအရာမင်းစပါးကိုအများဆုံးဆက်ပြိုးကြပြီးဆောင်းရသည်မှာတော့ကလဘဲပဲကြီးစတော်ပဲစားတဲ့ဘဲတွေကိုဆက်ပြိုးကြပါတယ်မိုးကြိုရသည်မှာတော့နန်းကိုအဓိကထားဆက်ပြိုးကြတာဖြစ်ပြီး 2015ခုနှစ်မှာပွင့်ဖြူတမျိုးနယ်လုံးရေးကြီးပြီးမွန်ကျုံနန်းဒီပစ္စည်းခဲ့ပြီးတဲ့နောက်2023ခုနှစ်ကနေ2025ခုနှစ်အထိမွန်ကျုံနန်းတွေဆက်တိုက်ပစ္စည်းလာတာဖြစ်ပါတယ်ကျွန်မဟန်နာပါ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျွန်မတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်